င်္ဂလာပါရှင်နိုဝင်ဘာလ9ရက်ဗုဒ္ဓဖူးနေ့ရရွှေရံကုန်ရဲ့အထူးကြားကြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့တောင်ကြီးတဆောင်နိုင်ပွဲတော်၃ရက်ထပ်တိုးတဲ့သတင်းဖြစ်ပါတယ်ရှာတိရုအခြေအနေကြောင့်ပြည်ဝဲဝင်မိဘုံမြတ်များမလွတ်တင်နိုင်သေးတဲ့အတွက်တောင်ကြီးတဆောင်နိုင်ပွဲတော်ကို၃ရက်ထပ်တိုးကျင်းပမယ်လို့သိရပါဗျ။တောင်ကြီးတဆောင်နိုင်မိဘုံမြတ်ပွဲတော်တွင်လွတ်တင်မယ်နေ့လွတ်မိဘုံမြတ်များ ပြပြတာကြောင့်အောက်တိုဘာ29ရက်ကစပြီးလွှတ်တင်နေရခြင်းဖြစ်ပါတယ်။သို့တော်လည်းရှားသူတို့အခြေအနေကြောင့်ပြည်ပုံမြန်များလွှတ်တင်နိုင်ရန်အခက်အခဲရှိနေခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ညဉ့်ဉန်းသိမ့်ဖြစ်နေဆဲစုစကလုံးများကိုစင်မော်ကရည်ရွတ်တဲ့အဆိုတော်ဖန်ဆီးခံရတဲ့တဲ့ရင်ဖြစ်ပါတယ်။ညဉ့်ဉန်းသိမ့်ဖြစ်နေဆဲစုစကလုံးများကိုစင်မော်ကရည်ရွတ်ရင်း ကုန်လုံးချေချတဲ့အဆိုတော့ဝင်းကိုရင်အဖွဲ့မှ rap ဆိုတော့ကို ဖန်စီလိုက်တယ်လို့ကနအူးသတင်းများအရသိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ DNA နှစ်ရက်ကသူဝနာရင်ကျင်းပသွားတဲ့ Overflow Festival Day 2တွင်စင်မော်ဖြိုပြီးတဲ့ဝင်းကိုရင်နဲ့အဖွဲ့ကလိန်ဆက်ဆံမှုဆိုင်ရာညဉ့်ဉန်းစကလုံးများကို စင်မော်ရင်ဆဲဆူပြောဆိုကကုန်တုံးများချေချနေသည်ကိုလူမှုကွန်ရက်တွင်ဝေဖန်မှုမြင့်တက်လာပြီးနောက်ပွဲတော်စီစဉ်တဲ့ Overflow Festival နဲ့ဝင်းကိုရင်တို့ကပြန်လည်တောင်းပန်ခဲ့တော့လေ ညဉ့်ဉန်းအောက်တန်းကြစွာစေရေးမှုအပေါ်လက်မခံသူအများစုကပြစ်မှုကျွလွန်ပြီးမှတောင်းမန်နာကိုလက်မခံနိုင်ကြောင်းရေးသားခဲ့ကြသလိုဝင်းကိုဝင်းတို့ကိုဖမ်းဆီးရေးယူလိုက်ခြင်းဖြစ်တယ်လို့သတင်းများထပ်မံထွက်ပေါ်လာခဲ့ခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ပခုတ်ခုစက်တုံစီခွက်ရှားဒီသိန်းချိန်ရောက်ရှိလာတော့လေတပိတ်သာ1100ကျပ်ဝင်ကျင်းသာပေါက်ဈေးရှိတဲ့သတင်းဖြစ်ပါတယ်။ပခုတ်ခုစက်တုံဒီဈေးခွက် နွေကျက်သွန်ရောင်းဝယ်မှုပြီးဆုံးခြင်းရောက်ရှိလာတော့လဲဈေးနဲ့အကျဖြစ်တာရောင်းဝယ်နေပြီးတပိတ္တငွေကျက်1100ဝန်းကျင်သာပေါ့စီရှိတယ်လို့သိရပါတယ်။ယခုနှစ်နွေကျက်သွန်ရောင်းဝယ်မှုစတင်ခဲ့တဲ့မေလဆန်းမှယခုနိုဝင်ဘာလအထိတပိတ္တအမြင့်ဆုံး1500ကျက်ထိသာပေါ့စီရှိခဲ့တဲ့အတွက်တောင်သူများစိုက်ပျိုးစီရှုံးနေမှုရှိတယ်လို့ဆိုပါတယ်။အခုတ်ကူကျက်သွန်ဈေးခွက်အတွင်းပိတ်တာကျင်း3500ခန့်ဝင်ရောက်တဲ့နိုဝင်ဘာ၂ရက်နေ့တွင် ဂျွန်သေးတပိတ်တာ300 600ကျကြဂျွန်လက်တပိတ်တာ900 900ကျကြနဲ့ဂျွန်ကြီးတပိတ်တာ1000 1100ကျကြပေါက်စီရှိကြောင်းသိရပါတယ်ပြီးခဲ့တဲ့2023နှစ်2024ခုနှစ်များတွင်စက်သွန်၏တပိတ်သား3500ကျပ်ထိရောက်ရှိခဲ့တဲ့အတွက်တောင်သူများအကျိုးမြတ်ရရှိခဲ့ပြီးယခုနှစ်တွင်တော့ဈေးနှုန်းကျဆင်းမှုကြောင့်စိုက်ပျိုးရေးရှုံးနေကြောင်းသိရပါတယ်။ ပခုတ်ကူနယ်ရှိတဲ့ကျုံမြို့နယ်အတွင်းမြေရေဝင်ဒေသများတွင်မိုးကျက်သွန်များစိုက်ပျိုးထားကြပြီးလာမယ့်ဒီဇင်ဘာလလယ်ပိုင်းတွင်ဈေးကွက်တွင်ရောင်းချနိုင်မယ်လို့သိရှိရပါတယ်ရှင်။